နော်ကိုရီးယားမှာပရီးမီးယားလိပွဲတွေကြီးပွင့်ပေးလိုက်တဲ့ကင်ဂျွန်ဝမ်နော်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဝမ်ဟာလာမယ့်ရာသီအင်္ဂလန်ပရီးမီးယားလိပေါ်လုံးပြိုင်ပွဲရဲ့ပွဲစဉ်တွေကို မြောက်ကိုရီးယားနိုင်ငံအတွင်းမှာကြီးစုဖို့ခွင့်ပြုလိုက်တယ်လို့ဗီဒိန်သတင်းဌာနတဂါရီယန်ကဖော်ပြလိုက်ပါတယ်။ကမ္ဘာပေါ်မှာပြည်သက်အများဆုံးနဲ့အအောင်မြင်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုမြောက်ကိုရီးယားနိုင်ငံအတွင်းမှာအခုချိန်ထိပြသခွင့်ကြီးစုခွင့်လုံးဝမရှိခဲ့ပဲလာမယ့်ရာသီမှာပြသခွင့်ကြီးစုခွင့်တွေကိုကင်ဂျုံအန်ကကန့်သက်ချက်တချို့နဲ့အတူသဘောတူခွင့်ပြုသွားမှာဖြစ်ပါတယ်။သဘောတူညီချက်တွေမှာထင်ရှားတဲ့အချက်တွေကတော့ Daily Life ပြသခွင့်မရှိခြင်း တောင်ကိုရီးယားကစားသမားတွေရဲ့ပုံရိပ်တွေပါဝင်ခွင့်မပြုခြင်းပွဲချိန်ကိုတပွဲလုံးအတွက်မိနစ်60သာဖြတ်တောက်ပြသခြင်းနဲ့အင်္ဂလိပ်စာလုံးနဲ့စာတန်းထိုးတွေကိုဖုံးအုပ်ဖြတ်ထားခြင်းစတဲ့အချက်တွေပါဝင်ခဲ့ပါတယ်မြောက်ကိုရီးယားနိုင်ငံအတွင်းမှာပြပရုပ်ရှင်တွေကြည့်ရှုခွင့်မရှိသလိုအစိုးရရုပ်တံလိုင်းတွေကပြသတဲ့အစီအစဉ်တွေကိုပဲကြည့်ရှုခွင့်ရှိတာဖြစ်ပါတယ်